ဗမာမြို့မှာတော်လိုင်းအောင်လန်းလွင်ထူဖို့နောက်ဆုံးအဆင့်ကိုရောက်ပြီလို့ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဗမော်မြို့မှာတော်လိုင်းအောင်လန်လွင့်ထူဖို့နောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီဖြစ်တယ်လို့သိရပါဗ လက်ရှိဗမော်မြို့ထဲမှာစစ်ကောင်စီတက်ဆွဲထားတဲ့နေရာအများစုကို KIA နဲ့မဟာမိတ်တပ်တွေကသိမ်းပိုက်ထားပြီးအမှတ်27စစ်စင်ရေးကုကဲမူဌာနချုပ်စကခ27မှာလည်းတော်လိုင်းတပ်တွေရဲ့ထိုးစစ်အောက်မှာပျို့စင်းနေပြီဖြစ်တယ်လို့ဗမော်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါဗျာ။ မမော်မျိုးတင်တိုက်ပွဲသတင်းတွေကိုစစ်စစ်မပြတ်ဖော်ပြနေတယ်။မမော်စကောက်တင်ကလည်းမေလာနေ့ရက်မှာဗမော်ပန်းနိုင်နီးပြီလို့យေတာထားပါဗျ။မကြမီအောင်ပန်းစင်တော့မဲ့ဗမော်တိုက်ပွဲရောက်နေတဲ့အေအေတပ်သားတွေကိုဗိုလ်ချုပ်ထုံးမြင့်နိုင်ကဗီဒီယိုကောခေါ်ကအပိစကားပြောကြားခဲ့သလိုဗမော်မျိုးရဲ့နေရအများစုကိုလည်း KIA နဲ့မဟာမိတ်တွေကထိန်းချုပ်ထားပြီးဖြစ်တယ်လို့ကချင် official page ကဒီကနေ့မှာဖော်ပြထားပါဗျ။ ပမော်မြို့တင်တိုက်ပွဲကို2024ခုနှစ်ဒီဇင်ဘာလ၄ရက်ကစတင်ခဲ့တာဖြစ်ပြီး KIA, AA, APSDF, KPDF နဲ့ပမော်မြို့ကန်ယူကြီးအဖွဲ့တွေပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။